လာမဲ့ထိုင်းစည်းကိမ်းပါဝင်ပြိုင်မယ်မြမအာကစားအဖွဲ့တွေကစောင့်ကြည့်စီစီအားကောင်းနေတဲ့အာကစားနီးတစ်ခုဘာလို့ဘီလီယံနဲ့စနူကာကစည်းကိမ်းအတွက်မျှော်လင့်ခြင်းစီအားကောင်းနေတာလဲသူတို့အခုအမြင့်ပြန်ဖို့ဘလောက်ထိစဉ်သက်ဖြစ်နေပြီလဲ ွှေနဲ့ပြန်ဖွင့်နေတာပေါ့ကမ္ဘာချန်ပီယံပီတာကေခရစ်ရှိမှာပေါ့ဒါလာတော့ဂျိန်းနေတယ်ကျွန်တော်ရွှေရဖို့ကြိုးစားရမယ်ရပောင်း30လောက်ပဲလိုရတဲ့33ဂျိန်မြောက်ထိုင်းစီဂိန်းအတွက်အခုချိန်မှာ အခြားသောမြန်မာအကစားအဖွဲ့ဤသူဘီလီယံနဲ့စနူကာအကစားနီကလည်းအင်ပြစ်အပြင်းနဲ့ပြင်ဆင်လေ့ကျင့်နေကြပါပြီ လာမယ့်ထိုင်းစီဂိမ်းမှာမြမဘီလီယံနဲ့စနူကာကစားသမားတွေကဘလို့ပြိုင်ပွဲအမျိုးအစားတွေမှာဝင်ပြိုင်ပါလေဘလို့အချက်တွေကကျွန်တော်တို့အတူတူစောင့်ကြည့်အားပေးသင့်တာလေနောက်ပြီးသူတို့တွေဘလို့လေ့ကျင့်ပြင်ဆင်နေကြလဲဆိုတာအခုစီစဉ်မှာမြင်တွေ့ရမှာဖြစ်ပါတယ်သူကတော့ဥပေါ့စပါအသက်ကတော့80နီးပါးရှိနေပါပြီ။ လာမယ့်စီးကိန်းမှာဝင်ပြိုင်မယ်မြမလွေစဉ်ဘီလီရဲ့အားကစားသမားကြီးပဲဖြစ်ပါရင်ဥပ္ပောက်စားကလာမယ့်စီးကိန်းအတွက်စောင့်ကြည့်ရမယ်မြမဘီလီရဲ့လွေစဉ်ဖြစ်ဘာလို့ရှိနေရတာလဲ ဘာလို့လဲဆိုတော့နောက်ဆုံးစီးကိန်းပြိုင်ပွဲနှစ်ကြိမ်ဆက်ဘီလီယံမှာရွှေတိစိတ်ရထားတဲ့ဥပောက်ဆာကအိရှင်ထိုင်းပါဝင်အာဆီယံပြိုင်ပွဲတွေကောင်းကောင်းကြီးသတိထားမယ်မြမဘီလီယံအားကစားသမားဖြစ်နေလို့ပါပဲ2021ဘီယန်နန်စီးကိန်းမှာရောပြီးခဲ့တဲ့2023ကမ်ဘောဒီးယားစီးကိန်းမှာပါရွှေတိစိတ်ရထားတဲ့ဥပောက်ဆာကဒီတစ်ကြိမ်မှာလည်းသုံးကြိမ်ဆက်ရွှေယူပြီးမြမကုံဆောင်မှုအတော်လေးယုံကြည်မှုအပြည့်နဲ့တာဆုံနေပါပြီကစားတိုင်းရဖို့တော့ညီမန်းတာပဲ ကစားရင်ရဖို့ရည်မှန်းနေအဲ့အတွက်လည်းပြင်ဆင်နေအဲ့လိုရဖို့များပါတယ်တော့ရှစ်လလောက်ချိန်ရတယ်အဲ့တော်တွင်းမှာတော့နေ့စဉ်ပုံမှန်မပြက်ပေါ့ပိတ်ရက်မပါဂျန်နေရက်တွေကမပြက်မကွက်လေ့ကျင့်တော့ပဲကစားလမဖြစ်ဖြစ်အရည်မှန်းချက်ကတော့ကျွန်တော်တယောက်တည်းမဟုတ်ဘူးအားလုံးကတော့ကမ္ဘာချန်ပီယံဖြစ်ကျင်တာအဲ့ဒီကမ္ဘာချန်ပီယံဖြစ်ဖို့ဆိုတော့ အယံခတ်တယ်ဒီကြိမ်မှာလဲဥပောက်ဆရွှေရဖို့အဓိကဖျက်ကျော်ရမယ်ပြိုင်ဘက်တွေအဖြစ်စင်ကာပူကပီတာဂေခရစ်အင်ရှင်ထိုင်းနိုင်ငံကဖရာဖုတ်နဲ့ထပ်ဝပ်တို့ရှိနေပါတယ်စင်ကူကိုစားပြုဝင်ပြိုင်နေတဲ့အင်္ဂလိပ်လူမျိုးပီတာဂေခရစ်ကစီဂိန်းသမိုင်းမှာအောင်မြင်ဆုံးဘီလီယံသမားဖြစ်ပြီး6ချိန်ဆက်အထိရွှေတစိမ့်ရယူထားနိုင်မှုလာဖြစ်ပါတယ်။ ဒါပေမဲ့ဥပေါင်းစကတော့အမြဲတမ်းစီးကိန်းမှာရွှေရနေတဲ့ပီတာဂေခရစ်ကိုနောက်ဆုံးနှစ်ကြိမ်ဆက်ကောင်းကောင်းကြီးနောက်ောက်ချထားနိုင်ခဲ့ပါတယ်ဒီချိန်မှာတော့ဥပေါင်းစထပ်ပြီးတော့မြမကုံဆောင်နိုင်အောင်မလားပင်ပဟောင်းနေတဲ့ဥပေါင်းစရဲ့အားပြိုင်မှုကိုစောင့်ကြည့်သွားရအောင်ဖြစ်ပါတယ် ကိုင်မွေးကတော့အဲဒီကမ္ဘာချန်ပီယံပီတာကေခရစ်ရှိမှာပေါ့စင်ကာပူမွေးစားသားရှိမယ်နောက်တစ်ခါကျတော့ယူရီးယားပေါ့ယူရီးယားကအလက်တန်ကဟိုလောက်ရှိမှာပေါ့ပရာပုရှိမယ်ထပ်ဝဲရှိနောက်အငယ်ကောင်တယောက်ရှိမှာ၃ယောက်ရှိသူတို့ဒီ၃ယောက်ဝင်ပြိုင်မှာနေ့စဉ်နေ့တိုင်းဒီ ဒီကတော့ရွှေတသိရဖို့ဆိုတာအဲ့တနှစ်သိန်းသလုံးကိုကြော်ပြမှရွှေရမှာပါလာမယ့်ဒီဇင်ဘာလမှာပြုလို့မယ်ဒိုင်းစည်းကိမ်မှာတော့ဘီလီရဲ့ကစားနီးမှာတဦးချင်းနဲ့အသင်းလိုက်ပြိုင်ပွဲနှစ်ခုပါဝင်ပြီးဥပေါင်းဆအပါဝင်မြန်မာကစားသမား၃ဦးကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်စီကိန်းအတွက်လေ့ကျင့်နေတဲ့မြမဘီလီရဲ့ကစားသမားတွေထဲမှာတူတူကြကြအနေနဲ့ဥအောင်ထီတယောက်ပြန်လဲပါဝင်လာပါတယ်။ ကျမ်းမာရေးကြောင့်6နှစ်လောက်အနားယူနေခဲ့ရတဲ့ဥအောင်ထေအတွက်လာမယ့်စီကင်းကကစားသမားဘဝရဲ့တကြောပြန်ပထမဆုံးကမ်ဘက်ဖြစ်လာဖို့ရှိနေပါတယ်။အန်ဂယ်2019မှာစပြီးတော့အနားယူလိုက်ပါတယ်။အခုမှဒီနေ့မှပြန်ပြီးကမ်ဘက်ပေါ့။ဒီနေ့မှပြန်ကစားတာကြားထဲမှာ9နှစ်စီကင်း3ချိန်နားလိုက်တာ။ပထမစလေးချိန်ကစားတော့နည်းနည်းလေးစိုးရင်စိတ်ရှိတယ်နော်။အခု6လလောက်9လ10လလောက်ကျင်းပြီးတဲ့အခါကျတော့ ကိုကိုကိုယုံကြည်မှုပြန်ကောင်းလာပါတယ်ခြွေနဲ့ပြန်ဖွင့်ကျင်လာပါလားရရင်တော့အတိုင်းသမီးတွေဝမ်းသာအောင်လေဝိဇင်တက်တန်း20လောက်ရှိပြီဖြစ်တဲ့ဥအောင်ထီကတော့သူ့အနေနဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်ဝင်းကျင်ကပြသနိုင်ခဲ့တဲ့အကောင်းဆုံးလက်စွမ်းအကောင်းဆုံးအချိန်တွေကလိုမျိုးအစဉ်သစ်ဖြစ်နေပြီလို့ဆိုပါရစေ။ 2016ထုံးကကမ္ဘာအဆင့်ပြိုင်ပွဲမှာတတိယအထိရခဲ့တဲ့ဦးအောင်ထေစီဂိမ်းပြိုင်ပွဲ၄ကြိမ်မှာရွှေနှစ်ခုငွေလေးခုအထိရယူနိုင်ခဲ့ဘူးတဲ့ဦးအောင်ထေရဲ့အကောင်းဆုံးအချိန်တွေကို မကြခင်ကျင်းပတော့မယ်ထိုင်းစီဂိမ်းမှာပြန်လည်မြင်တွေ့ရမလားစောင့်ကြည့်သွားရမှာဖြစ်ပါတယ်စီဂိမ်းမှာနှစ်ကြိမ်ဆက်ချန်ပီယံကိုစီဖြစ်ပူလာတဲ့ဥပေါင်းစနဲ့ဥအောင်ထေရုံနဲ့အတူဘီလီရဲ့ကစားနီကလာမဲ့စီဂိမ်းမှာဘယ်အတိုင်းတာတိခီးပေါက်မလဲ။ ထမဆုံးကမ်ဘက်ကိုရွှေနဲ့ပြန်ဖွင့်ကျင်ပါတယ်ဆိုတော့ဥအောင်တီးရဲ့အိမ်မက်တွေလက်တွေ့ဖြစ်လာမလားဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်အမြင့်ဆုံးနေမြလည်းထားပါတယ်ဘာလို့ဆိုတော့အန်ဂယ်ရုကစားနည်းရရွှေသိနဲ့အနည်းဆက်ဆုံးကစားနည်းဖြစ်နေတယ်လို့အကောင်းဆုံးတော့မျှော်လင့်ထားပါတယ်စင်ကာရတော့စင်ကာပူပေါ့စင်စင်ကာမှာလည်းစင်ကာပူနဲ့ထိုင်းမယ်တပည့်မှလည်းစင်ကာပူနဲ့ထိုင်းမယ်တင်းမှလည်းစင်ကာပူနဲ့ထိုင်းမယ်ကျန်တဲ့နိုင်ငံတွေကအင်္ဂလိပ်နိုင်ငံတွေမရှင်းနိုင်ပါဘူး ပြီးခဲ့တဲ့2023ကမ်ဘောဒီးယားစီးကိမ်းမှာမြန်မာတွေရွှေအကုန်သိမ်းခဲ့တဲ့9ဘောတူချင်းနဲ့နှစ်ယောက်တွဲပြိုင်ပွဲတွေကအခုတစ်ချိန်စီးကိမ်းမှာတော့အိမ်ရှင်ဖြစ်တဲ့ထိုင်းနိုင်ငံကထည့်သွင်းကျင်းပခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်စနူကာကစားနီးအောက်မှာတော့10 red နဲ့15 red ပြိုင်ပွဲနှမျိုးပေါင်ဝင်မှာဖြစ်ပြီးတူချင်းနဲ့အဖွဲလိုက်အမျိုးအစားနှစ်ခုစီပေါင်ဝင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။စနူကာဘက်မှာတော့ဖုံးမြင့်ကျော်ခေါ်အာတီအောင်ဖြိုးဦး ဝင်းကူကူနဲ့နေမင်းထွန်းအပါဝင်မြန်မာကစားသမား6ဦးကဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။အနည်းဆက်ဆုံးပြီးခဲ့တဲ့2023စီးကိန်းမှာတော့စနူကာ15 red နှစ်ယောက်တွဲမှာအာတီနဲ့နေမင်းထွန်းအတွဲကဂျေးတစိတ်ရခဲ့ပြီးတဦးချင်းမှာတော့ဟင်းရွေမိုးကဂျေးတစိတ်ရခဲ့ပါတယ်။ဒီဒီဂျေးမှာဘလောက်ထိစူးစိမှုကောင်းကောင်းနဲ့ပိုကောင်းတဲ့ရလက်တွေထွက်လာမလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ တူးချင်းပြန်မှုအတွက်ကိုကျွန်တော်တို့ကဘယ်နိုင်ငံဘယ်နိုင်ငံကြားမလဲဆိုတော့မဲမနိုင်တယ်ကျွန်တော်တို့ team တပည့်မှာဒါကျွန်တော်တို့ကတည်ပြောရပြီအဲအဲ့ဒါကိုကျွန်တော်တို့ကအဲအာတီနဲ့အဲဒီအောင်ဖြိုးနဲ့အတွဲမှာဒါတော့ဒါရွှေရဖို့ရခင်တော့များသွားပြီကြားဖို့ရခင်တော့များတယ်ကျွန်တော်တို့လည်းအခုကျွန်တော်တို့ကဒီ15လုံး6လုံးမှကြတော့ဒီအဲ့နှစ်ယောက်က15လုံးပြိုင်မယ်ကျွန်တော်တို့က6လုံးကျွန်တော်နဲ့ဝင်ကိုက6လုံးအဲ့6လုံးမှလည်းကျွန်တော်ကတည်ပြီးသွားပြီ စင်ကာပူနဲ့အရင်ကြမယ်ပြီးစင်ကာပူနိုင်မလေးကြမယ်ကျွန်တော်တို့ကကြီးရတော့ဂျင်းနေနေပြီးစင်ကာပူနိုင်တာနဲ့ကြီးရပြီအဲကျွန်တော်တို့ကငွေရဖို့ဆိုတော့မလေးကိုနိုင်ငွေရမယ်အဲမလေးနိုင်တာနဲ့ရွှေမှန်းလို့ရပြီဒါကတော့ကျွန်တော်ကြီးရပြီဆိုတာနဲ့ကျွန်တော်တို့ကပို့ပြီးတော့အားဖြစ်သွားပြီပျော်သွားပျော်သွားပြီဆိုတော့ကျွန်တော်နောက်တစ်ဆင့်သက်လမ်းပေါ်ရတယ်ဒါမခဲရင်တော့ လက်ရှိမှာဘီလီယံနဲ့စနူကာအာကစားနေအတွက်အသင်းလိုက်ပွဲစဉ်တွေသာထွက်ရှိသေးပြီးတဦးချင်းမှာတော့ပြိုင်ဘက်တွေကိုရေရေရရတော့သိရှိရခြင်းမရှိသေးပါဘူး။ဒါပေမဲ့လည်းဘလို့ပြိုင်ဘက်မျိုးကိုမဆိုးကြော်ဖြတ်နိုင်မှုလေးကျင့်မှုတွေတောက်လျှောက်ပြုလုပ်နေတယ်လို့ဆိုပါရယ်။ ခုတစ်ချိန်ထိုင်းစီဂိမ်းအတွက်ရွေးချယ်ထားတဲ့စနုကာကစားသမားတွေထဲမှာဝါရင့်စီနီယာပလေးယာတွေအပြင်အနာဂတ်မှာလက်စစ်ကံရမယ်မျက်နှာသစ်လက်ရွေးစင်ကစားသမားတွေလည်းပါဝင်လာတဲ့အတွက်သူတို့တွေပွဲဥထွက်မှာဘလောက်အထိလုံပြနိုင်မလဲဆိုတာကလည်းစောင့်ကြည့်ရမယ်အချက်တစ်ချက်ဖြစ်ရှိနေပါတယ်ကျွန်တော်တို့ကဗမာပြည်သူတွေကြုံမှာအရန်ဟိုဖဲလို့ရှာနေပါတယ်အခုတော့ဝင်ပြိုင်ကစားရုံပဲဆိုတော့ဝမ်းလန်းဝမ်းသာတယ် ဒီဘက်ပို့ပြီးကြိုးစားပါမယ်။နိုင်ငံကုန်းဆောင်တယောက်ဖြစ်နိုင်အောင်ကြိုးစားမယ်ဆိုသတိပေးပါမယ်။ဘီလီယံရဲ့စနူကာအာကစားနီကစီဂိမ်းပြိုင်ပွဲမှာပုံမှန်စုတစိတ်တွေရယူပေးနေကြအာကစားနီတခုဖြစ်ပါတယ်။2019ဖိလစ်ပိုင်စီဂိမ်းမှာချွေနှစ်ခုငွေတစ်ခုနဲ့ကျေးသုံးခုရယူနိုင်ခဲ့ပြီး2021ဗီယက်နမ်စီဂိမ်းမှာတော့ချွေတစ်ခုငွေတစ်ခုနဲ့ကျေးတစ်ခုရရှိခဲ့ပါတယ်။ နောက်ဆုံးကျင်းပလာတဲ့2023ကမ်ဘောဒီးယားစီးကိန်းမှာတော့ဘီလီယံနဲ့စနူကာအာဂဇာနီကနေရွှေသုံးခုကျင်းတစ်ခုရရှိခဲ့ပါတယ်။ဘူစီကန်ကတော့ပထမဆုံး first experience ပါဗျာ။အခုမှ level 1ရေပွဲဝင်ကစားပြီးတော့ပါလာပါဗျာ။ဒီပြိုင်ပွဲကတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားလေ့ကျင့်မြင်ဆင်မှုတွေလည်းအများကြီးလုပ်ထားပါတယ်ဗျာ။အဓိကတော့ထိုင်းကိုအင်ဂျင်ကိုတို့ကကမ္ဘာဆင်စီဝင်ကစားနေရဆိုတော့တခြားမလေးရှားတို့ကမ္ဘောဒီးယားတို့ကလည်းပေါ့လို့မရဘူးကြာတို့ကလည်းတော်တော်ကောင်းတယ် ကိုအနိုင်ငံပထမဆုံးဂျိုင်းမဲ့ပွဲမှာဆုချိန်တော့ကောင်းလာပါဝင်ဟုတ်အဲလိုတွေ့တယ်ကောင်းအောင်ကြိုးစားလေ့ကျင့်နေပါတယ်ဒါကတော့လာမယ့်စီးကိန်းအတွက်ပြင်ဆင်နေတဲ့ Villiers နဲ့ Snooker ကစားသမားတွေပဲဖြစ်ပါတယ်။တချို့လည်းရွေးစဉ်ကစားသမားတွေကတော့ November လလေပိုင်းမှာပြန်လည်ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ဒီကနေ့ရဲ့ Road to စီးကိန်းအစီအစဉ်မှာတော့ တိုင်ကွန်ဒိုအာကစားသမားတွေနဲ့ဘီလီယက်နဲ့စနူကာအာကစားသမားတွေရဲ့လာမယ့်ဒီဇင်ဘာလအတွင်းထိုင်းနိုင်ငံမှာကျင်းပပြုလုပ်မယ့်33ကြိမ်မြောက်စီးကိန်းပြိုင်ပွဲအတွက်လေးကျင့်ပြင်ဆင်နေမှုပုံရိပ်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ 33ချိန်မြောက်စီကင်းပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်းပြိုင်မယ်မြန်မာအာကစားသမားတွေရဲ့အာကစားအနည်းလိုက်လေ့ကျင့်ပြင်ဆင်နေမှုတွေကိုတော့အပတ်စဉ်စနေနေ့ရဲ့ည9:00နာရီအချိန်တိုင်း Channel 7ရုပ်သံ line ကနေထုတ်လွှင့်ပြသပေးလျက်ရှိနေပြီလာမယ့်အပတ်မှာလည်းဘလို့အာကစားနည်းတွေကိုထပ်မံမြင်တွေ့ရမလဲဆိုတာစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ